ိုရင်တယောက်နဲ့တယောက်ဘာမှကွာမှာမဟုတ်ဘူးတဲ့ဆူတောင်းတာလွယ်တယ်လေအဲ့တော့ချက်သုံးလိုက်တာမှုကအရေးကြီးအခုခေတ်လဲထင်ကြတယ်လေလူတွေကဒီဖျားကဆူတောင်းပြည့်တယ်ဒီဖျားလေးရောက်မှငါအဲ့စီးပွားတက်တယ်လို့ဒီလိုထင်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်ဒီဖျားကခိုက်တယ်ဆိုပြီးတော့ပြောတဲ့ပုဂ္ဂိုလ်တွေလည်းရှိအဲ့ဒါဖျားနဲ့မဆိုင်ဘူးကိုယ့်ရဲ့ ကံတရားနဲ့သာဆိုင်ကံတရားနဲ့သာဆိုင်သို့တော့ဘုရားဟုသွားဆွဲမိတယ်ဘုရားကစူတော်ပြေးတာမဟုတ်ဘူးရသော်ဘုရားကသင်္ခါရုပ္ပတ္တိတုတ်မှာဟောထားတာဘလို့တဘာဝကြလဲအေးစူတော်ပြေးတယ်ဆိုတာတဲ့ကိုယ်တဏ္ဍမှာတရားရှိရမယ်သီလရှိရမယ်သုတ္တဆိုတဲ့ကြာမြင့်ဘောဓုတ္တရှိရမယ်စာကဆိုတဲ့ဆုံးလုံမှုရှိရမယ်ပညာဆိုတဲ့အသိဉာဏ်ရှိရမယ် အဲ့ဒီအရေးချင်း၅မျိုးရှိမှဆူတောင်းရင်ပြည်တာတဲ့အရေးချင်း၅မျိုးမပိုင်ရင်ဆူတောင်းမပြည်ဘူးဒီလိုဆိုတယ်အဲ့တော့ဆူတောင်းပြည့်ခြင်းကိုယ်တဏ္ဍာမှာအဲ့ဒါတွေအရင်ရှိဖို့လိုတယ်ပေါ့